တရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တစ်ဆက်ပေးမှာကတော့နေရောင်မလိုဘဲနဲ့အိမ်ထဲမှာအားသွင်းနိုင်တဲ့ဆိုလာပြားတက်ကြောင်းပဲဖြစ်ပါတယ်။ဆိုလာဆိုင်းရင်ဆိုရင်ပြင်းထန်တဲ့နေရောင်ခြေကိုသာပြေးမြင့်မိကြမှာပါ။ဒါပေမဲ့လို့ဒီအမြင်ကိုလုံးဝပြောင်းမြန်နှက်ပြင်းမဲ့တီထွင်မှုအသစ်တစ်ခုထိုင်ဝမ်မှာပေါ်လာပါပြီ။ထိုင်ဝမ်နိုင်ငံကအမျိုးသားရန်မင်ချောင်းတော်တက္ကသိုလ် National ရန်မင်ချောင်းတော် University ကသိပ္ပံပညာရှင်တွေအရဆိုရင်အိမ်တွင် ရုံးခန်းထဲကမိချောင်းမိသီးတွေရဲ့အလင်းရောင်ကနေ ရက်စစ်တအားကိုထိတိယယောက်ထောက်လုပ်ပေးနိုင်တဲ့ဆိုလာပြဆိုလာဆန်အမျိုးအစားအသစ်တစ်ခုကိုအောင်မြင်စွာတည်ထွင်နိုင်ခဲ့ပြီလို့ပြောပါရယ်။ဒီနည်းပညာအသစ်ကြောင့်နောက်လာမယ့်ကာလတွေမှာအိမ်သုံး electronic ပစ္စည်းငယ်လေးတွေကိုဘက်ထရီမလိုဘဲနဲ့စွမ်းအင်ပေးနိုင်တော့မှာပဲဖြစ်ပါရယ်။ဒါဆိုရင်ဘက်ထရီခေတ်ကုန်စောတော့မှာလားဆိုတဲ့မေးခွန်းတွေတောင်မှထွက်လာနေပါပြီ။ဒီဆိုလာပြရဲ့အဓိကလိုအပ်ချက်ကတော့ Perovskite လို့ခေါ်တဲ့ဓာတုပစ္စည်းတစ်မျိုးကိုတုံးထားတာပဲဖြစ်ပါရယ်။ ုံမှန်ဆိုလာပြားတွေဆီလီကွန်ဆိုလာပြားကနေရောင်တအားစုမှအလုတ်ကောင်းကောင်းလုပ်နိုင်တာပါအိမ်ထဲမှာလို့အလင်းရောင်နဲတဲ့နေရာမှာဆိုရင်စွမ်းဆောင်ရည်ကကြာသွားတတ်ပါတယ်ထိုင်ဝမ်ကသူတွေတီတွေကတော့ဒီ Paraska ရဲ့ Molitu Fancy ပုံကိုပြုတ်ပြင်ပြီးသူ့ရဲ့စွမ်းရည်ဆောက်ယူနိုင်စွမ်းဘန်ကတ်ကိုနေရောင်အစားမီးကြောင် LED မီးလုံးတွေက ထွက်တဲ့အလင်းရောင်ကိုအကောင်းဆုံးဆောက်ယူနိုင်အောင်လို့အထူးချိန်ညှိခဲ့ကြတာပဲဖြစ်ပါတယ် ဒီလိုချိန်ကြီးလိုက်တော့ရိုးရိုးအိမ်တွင်အလင်းအောင်မှာတော့မှစွမ်းအင်ပြောင်းလဲနိုင်မှုထိအောင်တော့က power conversion efficiency 38.7%ထိရရှိခဲ့တယ်လို့ပြောပါတယ်။ဒါကအလင်းရောင်နေတဲ့နေရာတွေမှာတော့မှပုံမှန်ဆိုလာပြားတွေထက်အစာပေါင်းများစွာသာလွန်တဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါရဲ့ရှင်။